ပါပါနဲ့အသက်အရွယ်ပိုင်းသားတဲ့ဗော်ရာကြီးကာရက်စတန်တဲ့ပွဲမှာအွန်လိုင်းဆန်အခြေအနေကောင်းနိုင်ပါမလား Hello မေမင်္ဂလာပါကျွန်တော်ရဲ့ Sporter Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါချစ်မေသားကြီးလာမယ့်စနေနေ့မနက် One Final တာရီစစ်ပြိုင်ပွဲမှာ Online ဆန်နဲ့ Bora G Sebastian Carastan တို့က Medvedev တမရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပေးတဲ့အားလုံးတီးပြီးသားဖြစ်တဲ့အတိုင်းအာရီပွဲကအွန်လိုင်းဆိုင်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲလည်းဖြစ်ပါတယ်။အွန်လိုင်းဆိုင်ရဲ့ဘော်ရာကြီးဇီဗက်စတီယန်ကာရက်စတန်ဆိုတာကလည်းအရင်ကအွန်လိုင်းဆန်နဲ့အတူတူလေ့ကျင့်ဖို့တငယ်ချင်းတွေဖြစ်ခဲ့ကြသလိုလုံးဝခေတူတယောက်လည်းမဟုတ်ပါဘူး။ဇီဗက်စတီယန်ကာရက်စတန်ဆိုတာကအွန်လိုင်းဆန်လို့ပဲအချိန်ကဝမ်ချန်ပီယံရှစ်ရဲ့ဝေဒါဝိုက်တန်းချန်ပီယံဖြစ်ဖူးတဲ့အထိပေါင်းပြအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဇီဗက်စတီယန်ကာရက်စတန်ရဲ့ဝမ်ချန်ပီယံရှစ်နောက်ဆုံးပွဲမှာဆိုရင် စူပါစတာဖိုက်တာရောဘတ်တိုဆိုဒစ်ကိုတော့အလဲထိုးအနာယူထားခဲ့တာလည်းဖြစ်ပါတယ်။လာမယ့် online ဆန်တဲ့ပွဲမှာလည်းဇီဘက်စီယန်ကာရစတန်ကစိတ်လုံးရှားနေရလို့သိရပါတယ်။ online ဆန်ရဲ့နောက်ဆုံးနောက်ဆက်ပွဲမှာ သူနဲ့ကစားဝင်ရတဲ့အတွက်လည်းဂုံယူနေခဲ့တာပါ။အဲဒီကြောင့်ကိုလည်းဇီဘက်စီယန်ကာရစတန်ကိုတိုင်အတီလင်းဖွင့်ပြထားခဲ့ပါတယ်။ဝမ်ချမ်းများရှိမှပွဲဝဲနေပေမဲ့ဒီဘက်အတွက်တေချာပြင်ဆင်ထားတဲ့အကြောင်းကိုလည်းအခုလိုထုတ်ပြသွားခဲ့ပါတယ်။ ဇီဘက်စီယာဂါရက်စတန်က လာမယ့်ပွဲအတွက်အစီအစဉ်အတိုင်းပါပဲဝယ်ကိစ္စလေးချင်းရဲ့ကိစ္စအစားတောင်းနဲ့စိတ်ပိုင်းဆိုင်ရာတွေကအစအစင်းနဲ့ဖြစ်နေပါပြီကျွန်တော်ဘက်ကတော့ပြေဆုံးသလောက်ဖြစ်နေပါပြီအွန်လိုင်းဆိုင်ရာနောက်ဆုံးနောက်ဆက်ပွဲမှာကျွန်တော်ရဲ့ကစားဝင်ရတဲ့အတွက်ဂုဏ်ယူမိပါတယ်အချိန်တော်ကြာတဲ့အထိကျွန်တော်တို့ဘောရာတွေဖြစ်ခဲ့ကြပါတယ်အွန်လိုင်းဆန်ဆိုတာကြီးကျယ်ခံရတဲ့ဖိုင်တာတယောက်ပါပဲဝမ်ချမ်းများရှင်းမှလည်းအများကြီးလောက်ပြထားပြီးပါပြီ ကျွန်တော်ပြန်ပဖြစ်ပေမဲ့ကျွန်တော်လေးစားမှုရှိပါတယ်။အွန်လိုင်းဆိုင်ရာအောင်မြင်မှုတွေကအများကြီးပါပဲ။အဲဒါကြောင့်မလို့လဲကျွန်တော်စိတ်လှုပ်ရှားနေတာပါ။အွန်လိုင်းဆိုင်ကိုယ်တိုင်ကလည်းကျွန်တော်တို့ပြန်ပနဲ့ရင်ဆိုင်ရတဲ့အတွက်ကျင်းနေမယ်လို့ယူဆပါတယ်ဆိုပြီးပြောသွားခဲ့ပါတယ်။အွန်လိုင်းဆိုင်ရဲ့ဇီဘစီယန်ကာရစတန်တို့တယောက်ကလည်းအရင်ချိန်မှာတီးပေးမဲ့ဆိုရင်တော့ဒီလောက်กว่าမှမဟုတ်ပါဘူးအခုလက်ရှိမှာအွန်လိုင်းဆိုင်ကအသက်၄၀ကျော်အရွယ်ဖြစ်ပြီးအမှန်တမ်းပြောမဲ့ဆိုရင်အကြပိုင်းရောက်ရှိနေပြီဖြစ်ပါတယ် ဇီဘက်စီယာကာရဆန်ကတော့အသက်30နှစ်ဖြစ်ပြီးအရီတိုင်ရဆိုတာကလည်းဖိုင်တာတယောက်ရဲ့ပါဝါနဲ့ပညာအတွက်အကောင်းဆုံးရွယ်လဲဖြစ်ပါတယ်။အမှန်တမ်းပြောမယ်ဆိုရင်အွန်လိုင်းဆိုင်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာတော့အော်ဒါကြီးချက်ထရီအနေနဲ့ကာရဆန်နဲ့ပွဲတိပေးတာကများလာမှုမရှိဘူးလို့ပဲဆိုရမှာပါ။အွန်လိုင်းဆိုင်ရဲ့ရှင်နှပွဲမှာလည်းအဖက်ဖက်ကသားတဲ့အာရိုဂန်နဲ့နှပွဲဆက်တီးပေးတာကအသက်ရလာတဲ့အွန်လိုင်းဆန်အတွက်အဟုရာကြီးချက်ထွေးကဝမ်ချမ်ပီယံရှစ်မှာအသုံးမလိုတော့ဘူးဆိုတာပြလိုက်တဲ့သဘောဖြစ်ပါတယ်။ ။ဒါကြောင့်လေအွန်လိုင်းဆန်ကနောက်ဆုံးနှုတ်ဆက်ပွဲဆိုပြီးတောင်းဆိုလိုက်ရတာပါ။ပါပါနဲ့အသေးသေးပိုင်းမှာအသားကြီးဖြစ်တဲ့ကာရာစတန်ရဲ့ပွဲမှာလည်းအွန်လိုင်းဆန်အနေနဲ့မိကုန်းရန်ကုန်ကြံ့ရအောင်မှာလည်းတည်ချပါရယ်။အွန်လိုင်းဆန်အခြေအနေကောင်းနိုင်မလားဆိုတော့ပရိသတ်တွေစုတော်ရမှာပဲဖြစ်ပါရယ်။အသေးပြန်တဲ့တလုံးပိုင်းကလည်းဒီကတဲ့အာရိုဂန်ရဲ့ပွဲမှာအရန်ကြားနေတာလည်းဖြစ်ပါရယ်။စီဗက်စီယန်ကာရာစတန်ရဲ့ပွဲမှာလည်းအွန်လိုင်းဆန်အနေနဲ့လုံးဝလွယ်ဘူးမှာတော့မဟုတ်ပါဘူး။ ပရိသတ်တွေအနေနဲ့ဖိုင်ယာကြီးရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာအနိုင်နဲ့အဆုံးသတ်လာပါသေးလို့ပဲစူတောင်းရတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါချေရိသတ်ကြီးရဲ့အခုလိုစေဝင်စားစရာအားကစားသတင်းအသစ်တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ Sportor Channel လေးကိုလည်း Like and Subscribe လေးပေးသွားခဲ့ကြပါဦး။ချေရိသတ်ကြီးလည်းတာယာပျော်ရွှင်စရာနေ့ရက်တွေကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။